အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ၎င်းတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုထိန်းချုပ်ဖို့ပြက်ကွက်ခဲ့ကြောင်းမေ18ရက်ကအပြန်အလှန်ဆွဆဲခဲ့ကြပါတယ်။ဒါပြင်ကမ္ဘာနိုင်ငံတွေအနေနဲ့၎င်းတို့ရဲ့နျူကလ িয়ার လက်နက်အင်အားကိုစောင့်ကြည့်ဖို့လည်းအိန္ဒိယနဲ့ပါကစ္စတန်တို့ကတိုက်တွန်းခဲ့ပါတယ်။ပါကစ္စတန်ရဲ့နျူကလ িয়ার လက်နက်တိုက်ကိုကုလသမဂ္ဂရဲ့အနုမြူဆွမ်းရည်အေဂျင်စီရဲ့စောင့်ကြည့်မှုအောက်မှာထားရှိသင့်ကြောင်းရန်နပ်စင်ကပြောကြားခဲ့ပြီးပါကစ္စတန်ကတော့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ အိန္ဒိယမှာရှိတဲ့မှန်ကိုဈေးကွက်ကိုစုံစမ်းစစ်ဆေးတင်ကြောင်းပြောကြားခဲ့ပါတယ်။မေလ10ရက်ကအပြည့်ခန့်ရဲစေးသဘောတူညီမှုမရမီအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာအင်ပြည့်အပြည့်စစ်ပွဲတစ်ခုဖြစ်ပွားလို့နေအခြေအနေကိုရောက်ရှိစေခဲ့တဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်ကမ္ဘာတဝန်းစိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်။ကမ္ဘာကြီးအတွက်မေကွန်တစ်ခုကိုကျွန်တော်မေးချင်ပါတယ်။စိုးသွမ်းပြီးတာဝန်ပေးတဲ့နိုင်ငံတကာနိုင်ငံရဲ့လက်ထဲမှာနျူကလ িয়ার လက်နက်တွေဟာဘေကင်းလုံခြုံပါမလားဆိုတဲ့မေကွန်ပါလို့စင်းကအိန္ဒိယဗက်ချမ်းမှာရှိတဲ့စစ်စခန်းတစ်ခုမှာစစ်သားတွေကိုပြောကြားခဲ့ပါတယ်။ပါကစ္စတန်ရဲ့အနုပြုလက်နက်တွေကိုနိုင်ငံတကာအနုမြူဆွမ်းရည်အေဂျင်စီ IAEA ရဲ့စောင့်ကြည့်မှုအောက်မှာထားရှိတင်ပါတယ်လို့စင်းကပြောပါတယ်။ နိုင်ပိုင်းကြမှာပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက IAEA အနေနဲ့အိန္ဒိယမှာရှိတဲ့နျူကလ িয়ার နဲ့ရေဒီယိုတက်တီကြွပစ္စည်းတွေပါဝင်တဲ့တရားမဝင်မှောက်ခိုကူးတဲ့ဖြစ်ရပ်တွေနဲ့ခိုးယူမှုတွေကိုစုံစမ်းစစ်ဆေးတင်ကြောင်းပြောပါရတယ်။အဲဒီဖြစ်ရပ်တွေဟာအိန္ဒိယနိုင်ငံထဲမှာထိလွှဲရှလွှဲရှိပြီးနှမျိုးသုံးနိုင်တဲ့ကုန်ပစ္စည်းတွေအတွက်မှောက်ခိုဈေးကွက်တစ်ခု ရှိနေတယ်ဆိုတာကိုပြသနေပါတယ်လို့ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။မေလ18ရက်ကတော့ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးအေဟတ်တာက နှစ်နိုင်ငံကြားအပြစ်ခတ်ရေးဆေးရေးကိုမေလ18ရက်အထိတက်တန်းတူဖို့သဘောတူခဲ့ပြီးစစ်တပ်ချင်းချင်းဆက်သွယ်မှုတွေရှိခဲ့ကြောင်းပြောကြားခဲ့ပါတယ်။